ာပါရှင်။အောက်တိုဘာလ15ရက်နေ့အတွက်တန်လင်းထိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပါပါရှင်။ ကနင်းသာရီတိုင်းတရက်ချောင်းမြို့နယ်မှာစစ်ကောင်မရှင်တက်စစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်နေအိမ်60ကျော်မိရှုဖြက်စီးခံလိုက်ရပြီးယာနဲ့ချီတဲ့နေအိမ်တွေမှွေနှောက်ခံထားရတယ်လို့ဒေသခံတွေကတန်လွင်ထားမှုပြောပါတယ်စစ်ကောင်ရှင်တက်ဟာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကစလို့တရချောင်းမြို့နယ်ရန်တောင်ရွာကနေတဆင်ကင်းရှိကြောက်လီကမိုးရွှေကုန်းနဲ့ဇော်ပြားရွာတို့ကိုစစ်ကြောင်းပတ်ထိုးခဲ့တာပါစစ်ကြောင်းဝင်တဲ့နှစ်ဖက်ကျော်ကာလာတွင် ကြောက်လီကဇော်ဖျားနဲ့မိုးရွှေကုံကျေးရွာတို့ကအင်ဂျီ90ကျော်မီရှိုခံထားရပြီးအင်ဂျီ300ကျော်ဟာလည်းမှွေနောက်ခံထားရပါတယ်။အဲ့ဒီစစ်ကြောင်းဟာအောက်တိုဘာလ23ရက်နေ့မှာတင်ကျုံရွာအောက်တိုဘာလ14ရက်နေ့မှာတရက်နှစ်ခွကျေးရွာတွေဘက်ကိုပြန်ဆုံသွားပြီလို့တော်လန်ရေးအင်အားစုရဲ့အထံကနေသိရပါတယ်။စစ်ကြောင်းဝင်ရောက်လာချိန်ရန်နောင်တင်ကျုံအောက်တူညောင်စင်ကြာအင်းကြောက်လီကမဲနယ်အို တရရင်ခွကြေးရွာတို့ကဒေသခံ9000ထက်မနည်းဟာထွက်ပြေးတင်းရှောင်ခဲ့ကြရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလပထမအပတ်တုန်းကလည်းတရချောင်းမြို့နယ်ထဲစစ်ကောင်ပြင်းတက်စစ်ကြောင်းထိုးစဉ်နေအိမ်အလုံးတရာထက်မနည်းမိရှုဖြက်စီခံခဲ့ရတယ်လို့ဒေသခံတွေထံကနေသိရပါတယ်ရှင်။ ကရင်မျိုးသားစီယုံခရင်ညူထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းတဝယ်မျိုးနယ်ထီခီကျေးရွာကိုစစ်ကောင်ဖြင့်တပ်ကဘုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်လာတယ်လို့ခရင်ညူဘိုထံကနေသိရပါဗျာရှင်စစ်ကောင်ဖြင့်တပ်ဟာမနေ့အောက်တိုဘာလ14ရက်နေ့ကလည်းတိုက်ပွဲမရှိဘဲထီခီကျေးရွာထဲကိုဂျက်ဖိုက်တာလေယာဉ်နဲ့လေကြောင်းကနေဘုံလေးလုံးထံမှနေလိုက်ရောက်ကျဲချသွားခဲ့တာဖြစ်ပါတယ်စစ်ကောင်ဖြင့်တပ်ရဲ့ဘုံကျဲမှုကြောင့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ် ဘုံစားထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တလုံးလဲပျက်စီးခဲ့ပါတယ်။စစ်ကောင်ရှင်တပ်ဟာအောက်တိုဘာလ10ရက်နေ့ကလည်းထိခိကျေးရွာကိုလေကြောင်းကနေဘုံကျဲပြီးတဲ့နောက်စစ်တပ်နဲ့တွင်နေပါပြစ်ခတ်သွားခဲ့တဲ့အတွက်နေအိမ်၅လုံးထပ်မင်းထိမှန်ပျက်စီးထားပါတယ်ရှင်။ဒါပြင်အောက်တိုဘာလ၈ရက်နေ့ကလည်းထီခီကျေးရွာထဲကိုလေကြောင်းတိုက်ခိုင်းမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဘုံအလုံးရေ၄၀ထပ်မင်းကျဲချသွားခဲ့တယ်လို့ KNU ဗိတ်တော်ဝဲခရိုင်ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်ပြင်တက်ဟာရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင်တော်လန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုဘုံကျဲတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေရပဲဖြစ်ပါရဲ့ရှင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အာနာသိမ်းလိုက်ပြီလို့မာဒါဂတ်စတာစစ်တပ်ပြောလိုက်ပါတယ်။ ီအကြောင်းကိုတော့ပေပေကပြောပြပေးထားပါတယ်အိန္ဒိယသမုတ်တရာအထက်ရှိကျောင်းနိုင်ငံမာဒါဂတ်စတာမှာလူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေတရင်ပတ်များစွာဖြစ်ပွားခဲ့ပြီးနောက်တမရအန်ဒရီရာဂျိုလီနာစီကနေနိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြီလို့ထိတ်တန့်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ကပြောလိုက်ပါတယ် မိမိတို့စစ်တပ်အနေနဲ့အစိုးရတရက်ဖွဲ့စည်းပြီးတော့နှစ်နှစ်အတွင်းရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ကြောင်းထိတ်တန်းတပ်ဖွဲ့ကပ်ဆက်အကြီးအကဲဘုံမူရန်ဒရီရန်နီယီနာကတမရနန်းတော်ရှေးကနေအော်တိုဘာလ14ရက်နေ့ကပြောပါတယ် သူကရွေးကောက်ပွဲကော်မရှင်လိုမျိုးအဓိကဒီမိုကရေစီအဖွဲ့အစည်းတွေကိုလည်းဆိုင်းငံ့ထားလိုက်ပါတယ်။ Generation Z တို့ဦးဆောင်ပြီးဆန္ဒပြလှုပ်ရှားခဲ့တာကြောင့်သူတို့ရဲ့တောင်းဆိုမှုတွေကိုမိမိတို့လေးစားရမှာဖြစ်ပြီးအပြောင်းလဲတွေမှာလည်းတစ်စိတ်တစ်ပိုင်းအနေနဲ့လူငယ် Generation Z တွေပါဝင်သွားမှာဖြစ်တယ်လို့ဘိုမူရန်ဒရီရန်နီယီနာကဖြည့်ဆွတ်ပြောပါတယ်။ တမရအန်ဒရီရာဂျိုလီနာယာဒူကထွက်သွားပုံရတဲ့အတွက်စစ်သားတွေနဲ့ဆန္ဒပြသူတွေအောင်ပွဲခံခဲ့ကြပြီးမြို့တော်အန်တာနာနာရီပေါ်မှာလူထောင်ပေါင်းများစွာကနိုင်ငံတော်အလံတွေဝေယမ်းပြီးပျော်ရွှင်နေကြပါတယ်။ စီမံအထုတ်ရေးဌာနများကော်ပိုရေးရှင်းလို့အတိတ်ပဲရတဲ့ကပ်ဆက်တပ်ဖွဲ့ဟာမာတာကတ်စတာမာအင်အားအကြီးမားဆုံးစစ်ပတ်ဆိုင်ရာတပ်ဖွဲ့ဖြစ်ပါတယ်။အဲ့ဒီတပ်ဖွဲ့ဟာ2009ခုနှစ်မှာတမရရာဂျိုလီနာအာနာရချိန်မှာသူတို့ကိုထောက်ခံခဲ့ပေမဲ့အော်တိုဗလာ17ရက်ကစတင်ပြီးဆန္ဒပြသူတွေနဲ့ပူးပေါင်းခဲ့တာပါ။ တမရဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီးအာနာသိမ့်မှုကြိုးပမ်းနာကိုရှုတ်ချကြောင်းတမရယုံကကြေညာချက်ထုတ်ပေမဲ့မာတာကစတာဖွဲ့စည်းပုံအခြေခံဥပဒေယုံကဘိုမူရန်ဒရီရန်နီရီနာကိုနိုင်ငံရဲ့ခေါင်းဆောင်အသစ်အဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်တမရရာဂျိုလီနာရှိနေတဲ့နေရာကိုမတိရသေးပေမဲ့စစ်တပ်နဲ့နိုင်ငံရေးသမားတွေကသူ့ကိုလုံးကျန်တက်ဖြတ်ဖို့ကြိုးပမ်းတာကြောင့်ဘေကင်းတဲ့နေရာမှာပုံနေရလို့ပြောထားပါတယ် အဲ့ဒီလိုလုံရက်တွေမှာမိမိတို့ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့ကပ်ဆက်တပ်ဖွဲ့ကညင်းဆိုထားပါတယ်။တမရဟာပြင်သစ်စစ်ပတ်ဆိုင်ရာလေရင်နဲ့ပြည်ပတို့ထွက်ပြေးသွားပြီဆိုတဲ့အတိမပြုနိုင်သေးတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။အော်တိုဘာလ14ရက်နေ့မှာပဲအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကအဖွဲ့အစည်းအလုံးအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီငြိမ်းချမ်းစွာအပြေရှာဖွေဖို့တိုက်တွန်းထားပါတယ်။ တမရပြည်ပသို့ထွက်ပြေးသွားတာကြောင့်မာတာကန်စတာမှာဝရုံသုံးကားဖြစ်နေရတယ်လို့ဘိုမူရန်ဒရီရန်နီရီနာက ပြောပါတယ်။နိုင်ငံတော်ဝန်ရေနဲ့လျှက်စစ်တပ်အားပြင်းပြင်းထန်ထန်ပြတ်တောက်မှုကိုစန့်ကျင်ပြီးလူငယ်တွေဥဆောင်ဆန္ဒပြပြီးနောက်ပြီးခဲ့တဲ့သတင်းနှစ်ပတ်ကျော်ကမငြိမ်သက်မှုတွေစတင်ခဲ့တာပါ။ အဲ့ဒီနောက်ဆန္ဒပြပွဲအချိန်မြင့်တက်လာခဲ့ပြီးအလုံးလန်းမဲ့နှုံမြင့်မာနေမှုအဂတိလိုက်စားမှုများပြားနေမှုနဲ့နေစည်းပြဿနာတွေကြောင့်သမရရာဂျိုလီနာအစိုးရကိုမကျေနပ်သူတွေလည်းဆန္ဒပြပွဲမှာပါဝင်လာခဲ့ကြပါတယ် ဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပြည်ပခဖြစ်ပွားခဲ့တာကြောင့်လူ92ဦးသေဆုံးခဲ့ပြီးတရားကြောတရားရရှိခဲ့တယ်လို့ကုလသမဂ္ဂကပြောပါတယ်။မာတာကတ်စတာအစိုးရကအဲ့ဒီလိုပြောဆိုမှုတွေကိုပယ်ချထားပြီးကောလာဟာလာနဲ့တရင်အမားတွေအပေါ်အခြေခံပြီးပြောဆိုမှုတွေဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ လုပ်ငန်းရှင်နဲ့ဒီဂျီတယောက်ဖြစ်ခဲ့သူရာဂျိုလီနာဟာအသက်34နှစ်အရွယ်မှာတမရနဲ့အာဖရိကရဲ့အသက်အငယ်ဆုံးခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အချင်းပြတ်ချစားမှုနဲ့ခရိုနီဝါဒဆွဆွဲချက်တွေကြောင့်လူထုထောက်ခံမှုပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။လွတ်တော်အမတ်တွေကသူ့ကိုယာဒူးကမဖယ်ရှားခင်သူကအမျိုးသားလွတ်တော်ကိုဖျက်သိမ်းဖို့ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး တရုတ်ရဲ့မြေရှားတပ်တုထိန်းချုပ်မှုကိုတုံ့ပြန်ရေးအမေရိကန် G7 တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ EU ကြိုးပမ်းနေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းကြီးကတင်ဆက်ပေးထားပါရရှင်။မြေရှားတပ်တုတင်ပို့မှုအပေါ်တရုတ်ကပုံမှန်တင်းကျပ်စွာထိန်းချုပ်ထားမှုကိုတုံ့ပြန်ရေးဥရောပသမဂ္ဂ EU ဟာ American တခြား G7 လက်တွဲပေါ်ရင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းနေကြောင်း EU ကုံတွေအရာရှိတွေနဲ့တခြားအရာရှိတွေကအော်တိုဘာ14ရက်မှာပြောကြားလိုက်ပါတယ်။ကမ္ဘာမှာမြေရှားတပ်တို့အများဆုံးထုတ်လုပ်တဲ့တရုတ်ကသမ္မတရှီကျင့်ဖြင့်နဲ့ American သမ္မတ Donald Trump ကြားဆီစဉ်ထားတဲ့ဆွေးနွေးမှုတွေမတိုင်ခင် ပြီးခဲ့တဲ့သတင်းမှတ်ကစတင်ပြီးတော့မြေရှားတပ်တုတင်ပို့မှုကိုပုံမတင်ကျပ်စွာထိန်းချုပ်လိုက်ပါတယ်။အဲဒီစီစဉ်တွေဟာတရားမျှတမှုမရှိဘူးလို့ဥရောပကုန်သွယ်ရေးကော်မရှင်နာမင်းကြီးမာကိုဆက်ကိုဗစ်ကပြောကြားပြီးတော့ကုန်သွယ်ရေးပြဿနာတွေနဲ့ပတ်သက်လို့ဒိမတ်မှာအစည်းအဝေးကျင်းပခဲ့တဲ့ EU ဝန်ကြီးတွေကတရုတ်ရဲ့လုံရက်တွေအရန်ဆွေးနွေးစရာကောင်းကြောင်ပြောဆိုခဲ့ကြပါတယ်။တရုတ်ကမြေရှားတပ်တုတင်ပို့မှုကိုပြီးခဲ့တဲ့ဧပြီလမှာထိန်းချုပ်လိုက်တာကြောင့်ကမ္ဘာတဝန်းပစ္စည်းပြက်လက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ကော်မရှင်နာမင်းကြီးဆက်ကိုဗစ်ကအဲ့ဒီကိစ္စကိုဂျီဆက်ဘန်ဝင်ကြီးတွေညီလန်းရှာဖွေဖို့ဆွေးနွေးနေပြီးသူ့အနေနဲ့လည်းအမေရိကန်စီးပွားရေးဝင်ကြီးဟာဝက်လူနင်းနဲ့ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။လာမယ့်သတင်းပတ်အတွင်းတရုတ်ရာရှိတွေနဲ့ဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်းဆက်ကိုဗစ်ကပြောထားပါတယ်။ ကမ္ဘာကြီးမှာဆောင်ကုန်သွယ်ရေးဖွဲ့စည်းအဖြစ် EU အနေနဲ့စီစီလုံးလုံးအားကောင်းကောင်းနဲ့တုံ့ပြန်ရေးအင်အားထုတ်ပြဖို့လိုနေပြီလို့ဒိမတ်နိုင်ငံခြားရေးဝန်ကြီး Lars Rasmussen ကပြောပါတယ်။မိမိတို့အနေနဲ့စီလုံးမှုရှိရင်နှင်းမြတ်တတလှုပ်ဆောင်လာစေရေးတရုတ်ကိုကောင်းကောင်းဖိအားပေးနိုင်မှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။အဲ့ဒီမြေရှားကိစ္စနဲ့ပတ်သက်လို့သမ္မတ Trump က တရုတ်ပေါ်အခွန်တရာရာဂိုင်းတုံးကောက်ခံမယ်လို့ချင်းချောက်ခဲ့တာကြောင့် stock share ဈေးကွက်တွေလွတ်လပ်ခက်ခဲဖြစ်သွားခဲ့ပါတယ်။ဝင်ကြီး Red Musan ကအခွန်တိုးကောက်တာတွေကိုအားမပေးဘဲဘေကျင်းနဲ့ပို့ပွန်လင်းလင်းပြောဆိုဆွေးနွေးဖို့တိုက်တွန်းထားပါတယ်။ EU အနေနဲ့ G7 နဲ့ပူးပေါင်းပြီးမြေရှားတတ်တုစီမံကိန်းတွေပူးပေါင်းဖော်ဆောင်တာဒါမှမဟုတ်တတ်တုတန့်စင်ရေလှုပ်ဆောင်တာတွေပြုလုပ်တင်တယ်လို့ Commissioner Min Ji Sakobek ကပြောပါတယ်။အဲ့လိုစီမံကိန်းတွေဖော်ဆောင်မှုကအချိန်ယူရမှာဖြစ်ပေမဲ့တရုတ်စီကမိမိတို့ရရှိလိုက်တဲ့သတင်းစကားတွေရအဲ့လုပ်ငန်းစဉ်တွေကို ိမိတို့အနေနဲ့တက်နိုင်တဲ့များအများဆုံးလှုပ်ဆောင်ရေးအာရုံစိုက်ဖို့လိုအပ်နေပြီဆိုတာထင်ရှားတယ်လို့ကော်မရှင်နာမင်းကြီးဆက်ကိုပိကပြောဆိုထားပါသည်ထမံမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1919ရာအတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့အစည်းအဝေးကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1919ရာအတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ2383ဦးအထိရှိလာပြီဖြစ်ပါတယ်။ ကြပြင်ဖန်စီထိန်သိမ်းခံထားရတဲ့2920ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ9306ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပြတ်ချင်းခံရသူ82ဦးရှိကဖန်စီခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွန်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တလဲထမ်းမြေနေ့လယ်ခင်းနောက်ဆုံးရတည်င်းထုတ်လင်းမှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ တောင်လိုင်းထမ်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းထ Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။